ီလာ၂ရက်နေ့မနေ့ကည၈နာရီခွဲမှာဗဟန်းမြို့နယ်ရွှေတောင်ကြား၂ရက်ကွယ်ရွှေတောင်ကုန်းလမ်းရှိနေတဲ့အိမ်မှာမီးလောင်မှုတစ်ရက်ဖြစ်ပွားခဲ့ပါတယ်။မီးလောင်တဲ့နေဟာတိုက်အိမ်မျိုးစားဖြစ်ပြီးမီးလောင်ကျွမ်းမှုကြောင့်ကားကိုတောင်တွင်းရှိပြိုင်ကားတစ်စီးနဲ့အိမ်တွင်းအရှိပိုင်းမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပါတယ်။မီးလောင်မှုဟာ나이ဝက်ခန့်သာကြာမြင့်ခဲ့ပြီးစတင်လောင်ကျွမ်းချိန်မှာ၃ချိန်ခန့်ပောက်ကွဲသံကြားရတယ်လို့မီးလောင်မှုဖြစ်ပွားရာအနီးဝန်းကျင်မှာနေထိုင်သူတို့ကပြောပါတယ်။မီးလောင်နဲ့မီးလောင်နဲ့အငွေပဲတွေ့။အငွေပဲတွေ့တဲ့အခါကျတော့အဲမှာရက်ကွက်ဥစုံတို့မျက်စုခိုင်နေအဲ့ဒီဟာတွေရောက်လာ။ ။ညတော့ဝိုင်းကြီးနေတယ်။တဲရီကြီးနေဝိုင်းပက်တယ်မရ။မရတော့မိသားစုကိုတေးလေးတွေနဲ့ဝိုင်းကြီးနေ။ရိုင်းတဲ့အချိန်မှာအိမ်ထဲမှာကောင်မလေးတယောက်ရှိတယ်။အဲ့နဲ့အဲ့ကောင်မလေးတယောက်ကနေပြီးတော့ကလေးကြံတယ်ကလေးကြံတယ်ဆိုတော့ကလေးကယ်ဖို့တော့မိသားတက်ဖို့ရတော့ကုလီတောင်းတော့ချက်ချင်းကလေးဝင်ကယ်မယ်လို့ကလေးကအဲ့တော့ကတော့မရှိတော့ဘူးလေသူခေါ်ထုတ်သွားပြီ။ဆက်ဘယ်နိုင်လောက်ပါလဲ၈ခွဲ၈နိုင်ဘယ်နိုင်လောက်နေလဲဘယ်နိုင်လောက်နေလဲဆိုခံမကြည့်ကျွန်တော်ပေါ့ 7နှစ်90လောက်7နှစ်ဘယ်ကနေအဲ့ဒါတော့မိသက်ကတည်မယ်ဗျဘယ်ကစလောင်လဲမို့ကျွန်တော်စမြင်နေကျွန်တော်ကဒီသာရှိရက်ကွက်အုပ်ချုပ်ရေးမှုမင်းလောင်တဲ့အတန်ကျတော့ဒီရက်ကွက်ကိုကျွန်တော်ကျွန်တော်ကားနဲ့စက်ချင်းပြေးပြီးပူညီဖို့ဆိုရောက်လာဒီရက်ကွက်အုပ်ချုပ်ရေးမှုမှာတော့မျက်စုခိုင်ဘယ်အမျိုးသမီးအုပ်ချုပ်ရေးမှုတော့အဲ့တော့ဘောင်းမီလိုနဲ့သူကအေးမိသက်စီမှုကင်ပြီးတော့ငိမ့်နေတာကျွန်တော်သူ့ပြေတော့နောက်ထပ်ဘူးတွေယူတော့တိုင်းငိမ့်တော့မမီတော့ ပောက်ကွဲတံဟာမီးလောင်ကျွမ်းမှုဖြစ်ပွားတဲ့နေအိမ်ကားကိုယ်တော်တွင်ရှိကားမီးလောင်ကျွမ်းမှုကြောင့်ဖြစ်ပြီးဘေးအိမ်တွေကိုမီးစာကူးစက်မှုမရှိဘူးလို့ဆက်လက်ပြောပါရယ်မီးလောင်ကျွမ်းမှုဖြစ်ပွားရခြင်းဟာအိမ်အတွင်းရှိမိန်းဘုံမှာတက်ဆင်ထားတဲ့ဝါယာကြိုးတွေပူပြီးရှော့ဖြစ်တာကြောင့်မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တာဖြစ်ကြောင်းမိသက်ရာရှိတအူထံမှသိရှိရပြီး9နာရီဝန်းကျင်မှာမီးငြိမ်းသွားတယ်လို့သိရပါရယ်မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တဲ့အိမ်ကိုမိသက်ရင်၁၄စီအုပ်ချုပ်မှုရင်၄စီလာရောက်ငြိမ်းသက်ခဲ့ကြောင်းသိရှိရပြီးမီးလောင်ကျွမ်းမှုကြောင့်ထိခိုက်ဒဏ်ရာရသူတအူတယောက်မှမရှိခဲ့ကြောင်းသိရပါရယ်